ထိုင်းနိုင်ငံတောင်ပိုင်းတထာလီမြို့ကလူကုန်ကူးခံရပြီးလေသမားတွေကို ပြည်ထစွာအဖြစ်ရောင်းစားခံရတဲ့အသက်၁၄နှစ်အရွယ်မြန်မာမိန်းကလေးတဦးကိုထိုင်းနိုင်ငံရောက်မြန်မာအလို့သမားကုညီရေးမဟာမိတ်အဖွဲ့ AAC နဲ့ထိုင်းလူကုန်ကူးမှုတိုက်ဖြတ်ရေးအဖွဲ့တို့ကပူးပေါင်းကယ်တင်နိုင်ခဲ့ပါတယ်။လူမောင်ကိုဂိုင်းထဲမှာပါဝင်တဲ့လင်မယား2ဦးကိုလည်းဖမ်းဆီးလိုက်ပြီးဆိုတဲ့သတင်းတင်ပြသွားမှာပဲဖြစ်ပါတယ်။အာကျွန်တော်တို့အခုဆိုရင်အဲကျွန်တော်တို့ဖတ်တိုက်ပေါ့နော်ဟိုထိုင်း ထိုင်းတောင်ပိုင်းပေါ့ထိုင်းနဲ့မလေးရှားနယ်စပ်ကျွန်တော်တို့ဖတ်သမီးနေမြေထဲမှာရောက်နေရခင်ဗျာရန်ကုန်ကနေပြီးတော့ဒီလူမောင်ကိုခိုင်းတစ်ခုကခေါ်လာပြီးတော့ဟိုဒီဖတ်တိုက်ထိုင်းမလေးနယ်စပ်ကပတ်တနီမြို့ကနေစိတ်တစ်ခုမှာလာပြီးတော့အဲလူမောင်ကိုကူးခံရတယ်ခင်ဗျာအဲ့ဒါကိုခေါ်လာပြီးတော့ကလေးမလေးကိုဒီကျွန်တော်တို့လေစိတ်မှာအခန်းတစ်ခုထဲမှာချုံနှောင်ထားပြီးတော့လေသမားတွေတက်လာတက်လာတိုင်းဒီအဲ့ဒီဘင်္ဂလေးကိုဘင်္ဂလေးကိုအဲ့ဒီလေသမားတွေနဲ့ပတ်စံယူပြီးတော့အဲ့ဒီလူမောင်ကိုကူးခိုင်းကောင်းဆောင်ကပေးအိတ်တယ် အဲ့ဒါကိုကလေးမလေးကတလားတော့အဲ့လိုမျိုးခံနေရတယ်ပေါ့နော်အဲ့တလားတော့ခံနေရပြီးနောက်ပိုင်းကလေးမလေးကပြေးတဲ့ထွက်ပေါက်တွေ့သွားပြီးတော့အခွင့်အရေးရပြီးတော့ထွက်ပြေးလာရင်ထွက်ပြေးလာရင်လည်းကျွန်တော်တို့မာမိတ်ဘွဲ့နဲ့အချိန်ဆက်ရတယ်ဂျားလူတပူရဲ့အချိန်ဆက်နဲ့အဲ့ဒါနဲ့ကျွန်တော်တို့မာမိတ်ဘွဲ့ကိုကူညီတောင်းလာတယ်ကျွန်တော်ကလိုအပ်တဲ့မြန်မာတန်ရုံသတင်းပို့စသဖြင့်ကျွန်တော်နေပြည်တော်ကလူကုန်သားဖွဲ့နေကျွန်တော်တို့အချိန်ဆက်တွေလုပ်ပြီးတော့ထိုင်းထိုင်းလက်ရှိထိုင်းမှာရှိတဲ့လူကုန်သားတိုက်ဖြတ်ရေးကျွန်တော်ပြီးတော့ထိုင်းအထူးရဲတပ်ဖွဲ့ DSI ဖွဲ့စသဖြင့်ကျွန်တော်တို့အဲ့ဒီဖွဲ့နေပူးပေါင်းပြီးတော့အခု D main ကလေးကိုကျွန်တော်တို့ ကယ်ထုတ်လာတယ်ဗျာအခုကယ်ထုတ်ပြီးတော့အခုကျွန်တော်တို့ဒီနေ့ဖို့ပေါ့နော်ဒီနေ့ဆက်ပြီးတော့ကျွန်တော်တို့အဲ့ဒီလူမဟုတ်ခိုင်းအောင်ကျွန်တော်တို့ဝင်ဖမ်းနိုင်မို့ဝင်ဖမ်းစီးနိုင်မို့အခုကျွန်တော်တို့ရဲစီသူသူရဲခွဲနေတဲ့သူကျွန်တော်မာမိတ်တက်ခွဲဝင်နေအခုစူးစမ်းနေတယ်ခင်ဗျာအဲ့ဒီကောင်ကလည်းအားမပေးတော့ဘူး။ဒါပေမဲ့အဲ့ဒီကောင်ကလည်းအားမပေးတော့ဘူး။

เบียร์บ่เขาเข้าเข้าไปไหนก่อนเข้ามาเข้าเลยแหละนี่นี่นี่ก่อนเข้าใจอยู่นี่อันนี้ประกันประกันมีสองคนอยู่แล้วพี่ Thank you.